အခုဘဝတည်လို့အပေကျသွားတဲ့သူတွေအဲ့ဒီမိတ္တရာခရကုသိုလ်ကိုမလွယ်တော့အပေကျနေရင်ပြန်တက်ဖို့မလွယ်တော့ဘူးသဘောပေါက်လားအဲ့ဒီတော့အပေကလွတ်ဖို့ပဲကြိုးစားကြမှာသာဓုသမီးတို့အပေကလွတ်ဖို့ကြိုးစားတဲ့ကိုယ့်ရဲ့အကျင့်သရဏတစ်ခုတည်းနော်ဧကောဓမ္မတစ်ခုတည်းတော့တရားတည်းမဉ္ဇဉ်ပုံဉ္ဇဉ်ရတဲ့အတိကိုယ်ခွေမှာပါသဘောပေါက်လား ုံညာရဖို့ရောက်ဖို့အတွက်ကအခုအပင်ကလွတ်ဖို့အရေးကြီးတယ်အခုအပင်မလွတ်ခြင်းပဲဘုရားနဲ့မှတွေ့ဖို့မလွယ်ပြန်တော့ဘူးသဘောပေါက်လားမှန်ပါဗျာဒါကြောင့်မလို့ဘုရားဟောသလိုလက်ကြီးကမြမကြီးကအတစင်းသူကြီးကအတစင်းသွားတာအလဲမှာအထင်ရှားခြင်းသာဆုံးနိုင်မယ်သူ့ဘဝရဖို့ရန်ခရင်နေတဲ့အဲ့ဒီတော့ခရင်လာပြီးကိုအခုလူကြီးလူဘဝရနေတဲ့တာသူစံဒီကို ။ဘာကြည့်လို့ပေါ့ပေါ့တန်တန်နေပြီးအပေဘာကြည့်လို့ပြန်စင်းနေရတာလဲ။ကြောက်ဖို့မကောင်းဘူးလား။မှန်ပါဗျာ။အခုအပေမကြသေးဘူးနော်။အုံဘုံတိုင်းနဲ့ဟုံးတိုင်းဘုံမတင်ကြဒီမတင်ကြလို့မကြောက်ဘူးလား။မှန်ပါဗျာ။အကြောက်ကျင်လို့အောင်ယူ။နော်အဲ့ဒါလေးကသင်္ကန်းစာပေးနေတာတဲ့။နော်ကို့အလက်မရောက်သေးဘူးသင်္ကန်းစာကိုရအောင်ယူတဲ့။မယူနိုင်ရင်ကိုလည်းတည်ရမှာတဲ့။အဲ့ဒါနဲ့ပဲတည်ရမှာ။သဘောပါ ။တနည်းပြောရရင်သာသနာတော်ကိုကြီးညိုလွန်းလို့သာတရားမင်းဘုံဘုံကိုလာရောက်အခုညီတောင်းတာ။နော်။ဘုံဘုံကလည်းသားတဲ့သမီးတွေအတွက်အပင်ကလွတ်စေခြင်းလို့သာအခုလိုအပင်ပန်းခံပြီးတော့နော်။ဒါဖြစ်ပြီးတော့သာသူသမီးတို့ကိုဟောကြားပေးတာ။နော်။အဲ့ဒါသာသူသမီးတို့နားလည်မဲ့သဘောပေါက်တယ်သူကြီး။နော်။သင်္ကန်းစာကြီးကြမ်းမှာသဘောပေါက်လား ာလုံးအမြတ်ကွာဒီကဘဝလေးတွင်အပေမှလွတ်ပြီးတော့ကောင်းရာသူတတိလက်ပြီးထောက်ထပ်ပဲညွန်မှန်းလာကုန်နော်ဟိုဇမဘုံနေနိဗ္ဗာန်နေမညွန်မှန်းနဲ့ဟိုအပေမှလွတ်ဖို့ပဲကြိုးစားနော်အပေမှလွတ်ပြီးဆိုရင်ဒါတို့တမီးတို့ညွတ်သွားတဲ့တရဏေဘုံဟာလေရောက်ရာဘုံဘဝမှာပွားများလို့ရတယ်ဘောပေါက်လားလက်ပြီးထောက်ထပ်မှာပွားများလို့ရတယ် ွားများရင်ပွားများရင်နဲ့တစ်စင်လေးတစ်စင်တက်သွားလိမ့်မယ်။ဩအဲ့ဒီလိုနတ်ပြည်ကြောက်ကြမှာတက်တန်းရှည်စွာအသိဉာဏ်အသိဉာဏ်တွေနဲ့တရဏဂုံပွားများနေရင်ဖရာပြည့်စုံထိုင်မောင်းမှာကျိန်းသိယဟန္တာဖြစ်။သူ့မတောင်းနဲ့တရဏဂုံကြောင့်ယဟန္တာကိုဖြစ်။သဘောပေါက်လား။မှန်ပါဗျာ။နော်ဒီကတုံလုံးကြီးနဲ့တန်း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 လေးပြစ်ကြအောင်တို့ဘူးလမ်းကြောင်းချင်းနဲ့ရော့အချိန်တိုင်းမမေ့နဲ့သဘောပါ wali le yo, e gaten li le yo.